ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဟုတ်ပြီချစ်လေးကိုကိုကိုကူးဆိုင်နေညနေမှာတွေ့ကြမယ်အမေအမေဖုန်းဆက်တာလားဘယ်ချိန်ဈေးဝယ်သွားကြမယ်တဲ့လဲဩငါနင့်ခဲဟုန်နဲ့စကားပြောနေရပါဟာပြားရင်စံခီးချောင်းလေး ူအောင်ငါ့ကိုကက်ရှမီယာခေါ်သွားမယ်တဲ့။ဒါနဲ့နေ့ရောက်ကြအောင်ဘယ်လိုက်ဖို့မပြောလဲ။ညီမလေးကသူနဲ့စကားမပြောရသေးပါမရဲ့။ညီမလေးကတော့လက်မထက်ရသေးခင်။တောက်ပြောတဲ့နယ်လို့မထင်လို့လေ။သူဘယ်လိုက်ဖို့မလဲခုထိမသိသေးပါဘူး။သူတို့နှစ်ယောက်လုံးကညီကိုတွေပဲလေ။ငါထင်တာတော့ငါတို့နှစ်ယောက်လုံးကကက်ရှမီယာကိုသွားရမယ်ထင်တယ်။ပျော်စရာကြီးနော်။ညီမနှစ်ယောက်နဲ့တအိနဲ့ညီကိုနှစ်ယောက်လက်ထပ်တာဆိုတော့ပြားရီစန်းခီးနဲ့အတူတူသွားမှသိကြတယ်။ငါတော့စိတ်လှုပ်ရှားလိုက်တာဟဲ့။ မဝင်းနယ်မဖွေးတို့ညီမနှစ်ယောက်ကအတော်အသင့်ချမ်းသာတဲ့မိသားစုကတားနှစ်ယောက်နဲ့စိစက်ထားကြတာပေါ့ကွယ်ဒီလိုနဲ့ရဲနေငယ်ကြမှာတော့သူတို့တွေလည်းလက်ထပ်လိုက်ကြပါတဲ့မဖွေးနဲ့မဝင်းရဲ့နှစ်ယောက်လုံးပင်ပန်းနေကြပြီမလားအခန်းနဲ့သွားနာကြတော့လေကွယ်ကျန်တဲ့ပွဲကိုအမေတို့မနှက်ဖြာမှဆက်လုပ်မယ်ချွေးမလေးမဝင်းရဲ့အမေသမီးအခန်းကိုအရန်တော်တဲ့ပညာရှင်နဲ့အလှဆင်ပေးထားတယ်နော်ဟုတ်ကဲ့ဂျေဆုပါမေရဲ့ဒီလိုနဲ့ဇုံတွဲနှစ်တွဲလိမ့်အပေါ်ကူတက်ဖို့လုံးကြတာပေါ့ တားကိုအောင်ပဲသွားမလို့လဲမင်းအခန်းအရင်အခန်းမဲလေဒါမဲ့အခန်းကသေးလွန်းနေလေအမေကောင်းလည်းမကောင်းတော့ဘူးအပေါ်ထပ်အခန်းပေးပါလားမေရဲ့မဖွေးရဘလို့လို့အမနေမလဲငါနင့်ကိုအိမ်ထဲနေခိုင်းထားပဲကျေးဇူးတင်အောင်စကားနားထောင်မဟုတ်ရင်နင့်ကိုငါအိမ်ပြန်ထုတ်ထားမိလိမ့်မယ်သွားတားကြီးကအပေါ်ထပ်မှနေမင်းလည်းမင်းအခန်းပြန်တော့ဒုံတွေးရဲ့ဒီလိုပုံစံကိုမြင်လိုက်ရတော့မဖွေးနဲ့မဝင်လိမ့်အံ့ဩသွားလို့တော့ပေါ့ကွယ် ဒီလိုနဲ့ကိုအောင်လေးမဖွေးကိုသူ့အခန်းချင်းလေးစီကိုခေါ်လာတော့တာပေါ့အခန်းကရင်ကြည်ပြီးအချိန်ကြီးကလည်းမကောင်းမှုတွေကိုနေရည်တွေကလည်းအကွဲနေပြီးတော့ဗာပစ္စည်းမှလည်းမြင်းများဆဆမရှိပါဘူးအိယာလေးနဲ့စပွဲလေးလောက်ပဲရှိပါတည်းကိုမင်းရောမင်းမရောချမ်းသာရင်းကတားတွေကိုလက်ထပ်ထားတာဖြစ်ပေမဲ့မင်းမပျော်နေရတယ်လို့မင်းတို့ကငါပျော်အောင်သိမလို့ပေးနိုင်အောင်ကွာငါငါအကူလို့စာမတော်ခဲ့တော့စိတ်ယုံတိတိလေးမှပဲလှုပ်လှုပ်နေရတယ်ဒါကြောင့်ငါအိမ်မှာဘောင်းသိမ့်မဝင်ဘူး ရှင်ပါလို့အဲ့လိုပြောရတာလေအမေရောတခြားသူတွေရှင်ဘလို့ပဲမြင်မြင်ကျမမျက်လုံးထဲမှာတော့ရှင်အတော်ဆုံးပဲပြီးတော့တီခန်းထဲမှာတော့ရှင်နဲ့အတူသာရှိနေရမယ်ဆိုရင် ကျမပျော်ပါတယ်ရှင်အဲ့ဒီချိန်မှာပဲကုမြင့်ကလည်းမဝင်းကိုအကြောင်းစုံပြောပြနေပါတည်းဒီလိုနဲ့နောက်နေ့ရောက်တော့မိဖို့ကဲဝင်ဖို့ပြင်ဆင်ရတော့ပေါ့ဒုံတွေကလည်းသူ့ချွေးမအကြီးအတွန်းထမင်းရင်တွေကိုကိုယ်တိုင်ချက်ထားပါတည်းတမီမဝင်းရေဒါတော့ပူနေရကွယ်တမီဟင်းချက်နေနေတော့အမေချက်ပေးထားတယ် တားရယူပြီးမိသားစုဝင်တွေကိုကျွေးလိုက်ပါအောင်ကွယ်အမေရဲ့ဒီလိုရက်ခမမျိုးရတာသမီးကံကောင်းလိုက်တာဩပြီးတော့မဖွေတားရယူနေမထိနဲ့နော်ကို့ဘာသာအကုန်သွားချက်မဝင်းကဘာမှမပြောဘဲသူ့ဘာသာပြောနေခဲ့ပါလေအခုဆုံးရင်တော့မဝင်းကသူ့ယောက်ျားပတ်စံလေးကြောင့်ဘဝင်မြင့်နေပါတည်းကွယ်မဝင်းကအိမ်မှာဘယင်မတပတ်လိုနေထိုင်ပြီးမဖွေကိုလည်းအိမ်ပေါ်တယောက်လိုပဲခိုင်းစားခဲ့ပါလေဒီလိုနဲ့နေရတီကုန်ဆုံးသွားပြီးပြန်ရည်စံခရီးသွားဖို့လောက်ကြတော့တာပေါ့ အိမ်လုတ်တွေမြင်မြန်လောက်ပြီးငါနဲ့ဈေးဝယ်လိုက်ခဲ့အောင်ပြားရည်ဆန်းခီးသွားဖို့ပြင်ဆင်ရတော့မယ်လေဒါနဲ့နင်တို့ပယ်သွားမှလဲဆိုတာခုတိမပြောသေးဘူးနော်သူညီမလေးကိုသေးချာမပြောသေးဘူးလေနောက်ပတ်ထဲသွားမယ်လို့တော့ပြောတယ်ပြားရည်ဆန်းခီးအတွက်တနေ့ရရောက်သွားကြမယ်လို့ပဲပြောသေးတယ်ဟုတ်လားငါတို့လည်းနောက်ပတ်ထဲသွားမှလေနင်တို့ရောငါတို့ရောသွားရင်အိမ်ကဘသူကစောင့်ရှောက်မှလဲနင်တို့နောက်မှသွားပါဒါပေမဲ့အမရဲ့မဖွေးကတော့အရာပဲပြောပြီးဘာမှဆက်မပြောခဲ့ပါဘူးလေကွယ် မိမငါမင်းကိုစောင့်နေတာကြာပြီအမပြားရည်စံခီးသွားဖို့ထုတ်ပိုးနေတာကိုကူညီပေးနေလို့ပါယောက်ျားရဲ့ကရှမီးယားကိုပြားရည်စံခီးသွားဖို့ကလူတိုင်းရဲ့အိမ်မက်ဆိုတာငါသိပါတယ်ငါတော့မင်းကိုလိုက်မပို့နိုင်ဘူးတောင်းပန်ပါတယ်ကွာရှင်ဘာလို့အဲ့လိုပြောရတာလဲရှင်ကျမနဲ့အတူတူရှိနေတာပဲကိုကျမကဘာလို့ကရှမီးယားအလောက်ကြည့်ချင်ရမှာလဲရှင်ကကျမရဲ့ကရှမီးယားလိုပဲလေဒါပါခြေလက်တန့်စင်ချီစားဖို့ပြင်ထားပေးမယ်နော် ဒီလိုနဲ့နှစ်ရက်လောက်ကြာမှတော့မဖွေးကအခန်းထဲမှာတပည့်စည်းလင်းနေတော့တီဗီကနေရင်းနှုံးကကက်ရှမီးယားသတင်းတွေပြန်တက်လာပါတဲ့။ဒါနဲ့သူလေးစိုးရင်သွားပြီးတော့သူ့အမကိုသွားပြောတာပေါ့။အမရေညီမလေးတော့စိတ်လေးနေတယ်။ကက်ရှမီးယားမသွားဘဲတခြားနေရာသွားကြပါလား။ဘာလို့အဲ့ဒီဟိုမှာသွားချင်ရတာလဲ။ဒီနေရာသိပ်ကောင်းတယ်ဆိုတာငါသိတယ်။နေမသွားနိုင်တာအောင်လေ။အဲ့ဒါကြောင့်ငါတို့တားနေရမလား။နင်တလောက်မနာလို့လိမ့်မယ်လို့မထင်ထားဘူး။ မဝင်းကတော့မဖွေးစကားကိုနားမထောင်မိအခန်းထဲကထွက်သွားဖို့ပဲပြောလိုက်ပါတော့တဲ့။နှစ်ရက်လောက်ကြာတဲ့အခါမှာတော့မဝင်းနဲ့ကိုမြင့်ကကက်ရှမီးယားကိုသွားကြပါတော့တဲ့။ဒွန်တွေးကလည်းသူ့ညမတွေကိုတွေ့ဖို့အတွက်ရွာပြန်သွားပါတော့တယ်။မဝင်းနဲ့ကိုမြင့်လည်းလင်းရင်ခဏစီးပြီးတဲ့အခါမှာတော့ကက်ရှမီးယားကိုရောက်သွားခဲ့ပါတဲ့ကွယ်။လူတွေကကက်ရှမီးယားကိုနှက်ပြီလို့ပဲလို့ပြောကြတာတကယ်ပဲ哦။ကျမတော့ဒီလိုလားတာယုံတာမယုံနိုင်ဘူး။ဒါအဆပဲရှိသေးတယ်။ဒီမှာလေးစရာတွေအများကြီးပဲနော်။ ကိုမြင့်နဲ့မဝင်းလေးတယောက်လက်တယောက်ကန်ပြီးပဝင်းချင်းမြင်ကွင်းတွေကိုကြည့်နေကြပါတည်း။ပြီးတာနဲ့ပုံတွေဗီဒီယိုတွေနဲ့လည်းမှတ်တမ်းတင်ထားကြတာပေါ့ကွယ်။မဝင်းကကက်ရှမီးယားရိုးရာဝတ်စုံကိုလည်းဝတ်လိုက်ပါတယ်။ကျမကြည့်ကောင်းရဲ့လားရှင်။မင်းကတကယ်ကက်ရှမီးယားသူလေးလိုပါပဲကွာ။မသိရင်ကောင်းကင်ကနတ်သမီးလေးနဲ့သက်ကြွေးလာသလိုပဲ။ဒါဆိုရှင်ကျမကိုမြို့ခံဖြစ်အောင်လှုပ်ပေးလို့ရတာပေါ့နော်။ ဒီလိုနဲ့မဝင်းနယ်ကိုမြက်လေကက်ရှမီးယားရဲ့အနာကိုလှည့်လည်ကြည့်ရှုရင်းပျော်ရွှင်နေကြတာပေါ့ကွယ်တဖက်မှာတော့တနားစရာကောင်းတဲ့မဖွေးလေးကအခန်းထဲမှာထိုင်နေရှာပါတယ်ဒီချိန်မှာပဲကိုအောင်က သူ့ကိုယ်တိုင်လှုပ်ထားတဲ့ပီဇာလေးကိုယူလာခဲ့ပါတယ်မိမကြီးဒီမကြီးဟောငါမင်းတို့ဘာလုပ်လာလဲဆိုတာဒီမှာမင်းအကြိုက်ဆုံးပီဇာလေးဒါတကယ်ပဲရှင်လှုပ်တာလားယင်ကြီးလိုက်တာနဲ့စားချင်စရာလေးမြင်မြင်စားကြည့်ပြီးတော့ဘလို့နေလဲပြောပြအောင် ငါတို့ပြားရည်စမ်းခရီးမသွားရလဲဘာဖြစ်လဲကွာအိမ်မှာပဲပြားရည်စမ်းပြမှာပေါ့တယောက်ကိုတယောက်ပီဇာရီကျွေးပြီးတဲ့အခါမှာတော့ကိုအောင်ကမဖွေးကိုကကြဖို့ပြောလိုက်ပါတည်းတော်ပါရှင်ကျမရှက်လို့ပါငါမင်းယောက်ကြပါဘာလို့ရှက်နေရတာတုန်းဒါနဲ့ငါမင်းအတော်တစ်ခုလှုပ်ထားတယ်မြင်းမြင်းမျက်လုံးလေးမိတ်တာခဏအကြာမှာတော့ကိုအောင်ကပန်းစစ်တွင်းနဲ့လှုပ်ထားတဲ့ပန်းကုန်းလေးတစ်ခုကိုယူလာပြီးမဖွေးကောင်းမောက်ကိုစွပ်ပေးလိုက်ပါတော့တည်းဒါကိုလှုပ်ဖို့ဘယ်လောက်ကြာလဲသိလား ထမဆုံးနေရာဆောင်ကနေငါပန်းနေရှာပြီးစုတာပြီးတာနဲ့ဒီပန်းကုန်းလေးဖြစ်လာဖို့နိုင်တော်တော်ကြာလုပ်လဲရတယ်ဒီပန်းကုန်းလေးကကျမအတွက်တော့စိန်တရပူထက်တောင်တန်မိုးရှိပါသေးရဲ့ရှင်းလို့လက်တွဲဖော်မျိုးရတာကျမဖြင့်သိတ်ကံကောင်းတာပဲလာတောင်ဆိုမင်းအကြိုက်ဆုံးရုပ်ရှင်သွားကြည့်ကြရအောင်တခုခုလေးထပ်စားကြမယ်လေဒီတနာစီယာညမလေးကအိမ်မှာပဲယောက်ျားနဲ့တူတူပြုံးနေပါတည်းအဲ့ဒီချိန်မှာတခြားတစ်ဖက်မှာတော့မဝင်းနေကုမင်းကလိမ့်ပတ်ပြီးစားဖို့တောက်ဖို့အတွက်စားတော့ဆိုင်ကိုလာခဲ့ကြပါတည်း ားတောက်ပြီးကြတဲ့အခါမှာတော့တောင်တန်းနေကြကိုသွားပြီးအလှပတွေကိုခန်းစားခဲ့ကြပါတည်း။သွားရင်လည်းမဝင်းကသူ့ညမောင်ကိုမနာလိုဖြစ်စေချင်တာမို့လို့ဗီဒီယိုနဲ့စကားပြောဖို့အတွက်ခေါ်လိုက်ပါတော့တည်းကြည့်ပါဦးကက်ရှမီးယားဘလောက်လာလဲဆိုတာနင်သာလာနိုင် သိတ်ကောင်းပါပဲဒါပေမဲ့လည်းငါတင်ထားတာတွေကိုသာ ကြည့်လိုက်ပါနေရောက်နေတယ်လို့ခန်းစားမှသိချရဲရပါတယ်အမရေညီမလေးလည်းဒီမှာအဆင်ပြေတယ်အမသာပြပြနေခဲ့နော်လက်ဆောင်တွေလည်းမမေ့နဲ့အောင်နော် မဖွေးနဲ့မဝင်းကစကားပြောနေကြတော့ယုတ်တိရဲ့သူတို့နေရာကိုအကျန်းဖက်သမောင်းတွေရောက်လာခဲ့ကြပါတဲ့။ဒီချိန်မှာပဲမဝင်းဖုန်းကလွတ်ကျသွားပြီးပိတ်သွားခဲ့ပါတယ်။မဖွေးလည်းမဝင်းကိုခဏခဏဖုန်းဆက်ပေးမယ်ဆက်ပိတ်ထားတယ်လို့ပဲပြောနေတာပေါ့ကွယ်။အမဖုန်းကဘာလို့ယုတ်တိရဲ့ကြီးပိတ်သွားရလဲမသိဘူး။တခုခုဖြစ်နေရလားမသိဘူး။နောက်မှလူတွေအော်နေကြတာလည်းကြားတယ်။အဲ့နေရာလူမျိုးပေါင်းစုံလာကြတာလေ။ဒါကြောင့်အတန်တွေဆုံနေရနေမှာပါ။အရင်အတွေးမလုံးပါနဲ့ကွာ။ ခဏကြာမှတော့တည်င်းတက်လာပါတယ်။ကက်ချမီယာမှာဂျမ်ဖတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေပြီးလူအများစုလည်းပြစ်ခတ်နေကြရပါတယ်။တဖက်မှာတော့ကိုမြင့်နဲ့မဝင်းကအသက်ဘေးကနေပြေးလွှားနေကြရတာပေါ့။ဒါပေမဲ့ဂျမ်ဖတ်သမားတွေနဲ့တွေ့ပြီးကိုမြင့်ပခုံးကိုတနက်နေ့ပြစ်လိုက်ပါတဲ့။ကိုမြင့်လည်းဒဏ်ရာရပြီးမြေကြီးပေါ်ကိုလိမ့်ကျသွားလိုတာပေါ့ကွယ်။ကိုမြင့်ရဲ့ဘလို့ဖြစ်ရတာလဲထပါအောင်ရှင်။တဖက်မှာတော့ ကက်ရှမီးယားကိုလိုက်သွားဖို့ကျမရှင်ကိုပြောပါရယ်ရှင်တတင်းနေကိုမြင်တယ်မလားကျမအမနဲ့ခဲကိုဘာတွေဖြစ်နေပြီလဲမသိပါဘူးရှင်ကိုမြင့်ကလည်းငါ့ကိုပါပဲမိမရယ်ငါလေးစိတ်ပူတာပေါ့ဒါပေမဲ့အဲ့ဒီကိုသွားတာအနေရများတယ်ပြီးတော့ငါတို့မှပတ်စံလည်းမရှိဘူးလေရှင်လှုပ်ချင်တာလို့ကျမတော့လိုက်သွားမှာပဲတဖက်မှာတော့ဒေတာကန်မိသားစုတစုကမဝင်းနဲ့ကိုမြင့်ကိုအကျန်းဖတ်သမားတွေစီးကနေကဲတင်ထားလိုက်ပါတဲ့စိတ်မပူပါနဲ့ငါတို့စီကိုအကျန်းဖတ်သမားတွေမလာနိုင်ပါဘူး ငါတို့ကဒေတာခန့်တွေလေသူတို့တာရောက်လာရင်ငါတို့ဒီမှာနေရမှာတော့မဟုတ်ဘူးမတ်ဆွေနဲ့သူ့ယောက်ျားကိုဦးကကိုမြင့်ကိုတေချာပြုစုပေးတာပေါ့ကွယ်တဖက်မှာလည်းမတ်ဖွေးကသူ့လေဘင်းမှာဆွေးချုပ်ကိုရောင်းပြီးကက်ရှမီးယားကိုလိုက်လာခဲ့ပါတည်းပြည်ထောင်နဲ့အနီးနားကလူတွေကိုသူ့အမနဲ့ခေအိုပုံပြပြီးတော့လိုင်းမီးတော်တာပေါ့ကွယ်။ရှင်သူတို့မြင်ဘူးလားယင်။သူတို့ကတီယိုအလဲလာကြတာပါ။ကျမအမလေသူတို့နာမည်ကမဝင်းနဲ့ကိုမြင့်မှာ။တိရဲ့တိရဲ့သူတို့ကကျမအိမ်မှာပဲလေ။ ဒီလိုနဲ့မဆွေရဲ့တမီလိန်မဖွေးတို့ကိုအင်ခေါ်လာခဲ့ပါတဲ့။အမလီအမောက်တွေ့ရတာဝမ်းသာလိုက်တာတော်သေးရပေါ့ကျေးဇူးတင်လိုက်တာ အမအစဉ်ပြေလာရင်ခဲကိုရောဘလို့နေသေးလဲငါအရင်ကြောက်ခဲ့တာသိလားသိပြီလို့ထင်တာဒါပေမဲ့တော်သေးရဟာသူကငါတို့ကယ်ထားပေးလို့လေဒီမှာအချိန်လေးကကောင်းတာမဟုတ်ဘူးမင်းတို့မြင်မြင်ပြန်နေတယ်မင်းတို့ပြန်ဖို့ငါစီစဉ်ပေးမယ်ဒီလိုနဲ့ဒီမူဆလင်မီသားစုကသူတို့လေးယောက်ကိုပြန်ဖို့အတွက်စီစဉ်ပေးတာပေါ့ကွယ် နှစ်ရက်လောက်ကြာမှတော့သူတို့အားလုံးကအင်ကိုအနည်းငယ်ကင်းကင်းမင်းပြန်ရောက်လာခဲ့ကြပါတည်းငါတို့လာခေါ်ပေးရကျေးဇူးတက်ပါတယ်ဟာဒါပေမဲ့နင်တို့မှပတ်ဆက်မရှိပဲဘလို့လိုက်လာကြရလဲပတ်ဆက်မရှိဘူးဟုတ်တာပေါ့ဒါနဲ့ပဲမဖွေးရသူ့ဆွဲကျိုးကိုရောင်းပြီးတော့လိုက်လာခဲ့ရလေဆွဲကျိုးရောင်းလိုက်တယ်ငါ့လိုအမတယောက်တည်းလေငါလက်ထပ်ပြီးတည်းကပြောင်းလဲနေခဲ့တာနင့်ကိုလည်းအမိတ်တွေပေးပြီးအရန်ခိုင်းတာအဲ့တော့နင်ကနင့်ဆွဲကျိုးကိုရောင်းနေဟုတ်လား ပြီးတော့နေအသက်ကိုကြီးမဆိုင်ပဲငါ့ကိုကယ်ဖို့လိုက်လာခဲ့တာပေါ့လေအမရဲ့ညီမလေးတို့ကညီမတွေပါဒါကက်ရှမီးယားပဲလေအမတို့ကိုကယ်ဖို့ဆိုညီမလေးကကဘာရဲ့ပင်ညာမဆိုလိုက်လာမှာမဝင်းလေးသူ့မသူတီးတော်ပြီးတော့မဖွေးကိုတောင်းပန်လိုက်ပါတည်းအဲ့ဒီချိန်ကစပြီးမဝင်းနဲ့မဖွေးလေးအရင်က လိုပဲပျော်ရွှင်စောနေနေထိုင်သွားကြပါတည်းကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်